အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုကတော့ကျွန်တော်တို့ဒီကောင်းကောင်းဝတ်သက်စားတတ်တဲ့လူငယ်တယောက်ဖြစ်အောင်တည်ထားတဲ့အခြေခံအချက်လေးတွေပေါ့နော်အခြေခံအချက်လေးတွေတော့ဒီဗီဒီယိုထဲမှာ sharing လုပ်ပေးပါမယ် အဲ့ခါကျတူပြထားမှာပဲကျွန်တော်စီအိုင်းလုပ်တာမဟုတ်ပါဘူးကျွန်တော်ပီအမ်မီရှယ်ရင်းလုပ်ပေးတာပါကျွန်တော်တည်တာတာလေးကိုပီအမ်မီရှယ်ရင်းလုပ်ပေးတာပါမင်းစီအိုင်းလားဆိုတော့မဟုတ်ပါဘူးကျွန်တော်ဘာကောင်းမှလည်းမဟုတ်ပါဘူးခင်ဗျားတို့ကျွန်တော်တို့လိုပဲကျွန်တော်လည်းပုံမှန်ပဲတာမှန်ပဲဘာမှထူးခြားအနေနဲ့ဂျိုးပေါက်နေတာလည်းမဟုတ်ပါဘူးအချင်းချင်းပေါ်တာအချင်းချင်းပြန်ပြီးတော့စကားပြောပြတဲ့ပုံစံမျိုးပီအမ်မီရှယ်ရင်းလုပ်ပေးတဲ့ပုံစံမျိုးပါကဲအဲ့ဆိုကျွန်တော်တို့စတယ်ကဲပထမဆုံးပြောမှာတော့အားလုံးအထင်မှားနေကြတဲ့ကိစ္စပေါ့နော်ဝိတ္တစားတတ်ဖို့ကိစ္စဒီအဝိစားဝိတ္တကောင်းကောင်းဝိတ္တဖို့ဆိုတာကကျွန်တော်တို့မွေးရပါမဟုတ် ပါဘူးအကုန်လုံးကကျွန်တော်တို့ပညာရည်တွေလိုပဲ speaking တင်လိုပဲဖြစ်ဖြစ်ဘာသာစကားတင်တာဖြစ်ဘာပဲတင်တင်ကျွန်တော်အကုန်အခြေခံစတာလေ့လာတာပေါ့နော်သူလည်းဒီဝိတ္တစားတတ်ဖို့ဆိုတာလည်းပညာတစ်ခုပဲပေါ့နော်ကျွန်တော်လေ့လာလို့ရတယ်တင်ယူလို့ရတယ်ပေါ့နော်ဒါကြောင့်လည်း style တွေဆိုတာရှိတာပေါ့နော်ဘယ်သူမှမွေးတဲ့ကဝိတ္တစားတတ်တာမဟုတ်ပါဘူးကျွန်တော်တို့လည်းဘာမှလည်းမသိပါဘူးဒါကြောင့်မှားနေမှာဆိုလို့ဝိတ္တစားတတ်ဖို့ဆိုတာက မွေးရပါမဟုတ်ပါဘူးအကုန်လုံးတင်ယူရတာအကုန်လုံးလေ့လာရတာပါသဝိတာလည်းသူလည်းလေ့ကျင့်လို့ရတယ်အဝိတ္တစားတဲ့အောင်ဘယ်လိုလေ့ကျင့်လဲဆိုတော့နေတိုင်းအဝိစားဝိတာပဲဟုတ်တယ်မလားတို့နေတိုင်းအဝိစားဝိနေတပြည့်ပြည့်လေ့လာရင်တင်ယူရနေပဲကျွန်တော်တို့ဝိစားနေထိုင်တဲ့ပုံစံပြီးပြီးနဲ့တိုးတက်လာပြီးတော့လေ့ကျင့်လေ့ကျင့်နေမှာပဲပြောင်းလဲလို့ရပါတယ် ဒီတော့ဘာမှအားမငယ်ပါနဲ့အခုကိုကဘာမှမွတ်တက်မစားတက်ဘူးထင်နေတယ်ဆိုရင်လည်းဘာမှအားမငယ်ပါနဲ့ကျွန်တော်တို့အကုန်လုံးတင်ယူလို့ရတယ်အကုန်လုံးလေ့လာလို့ရပါတယ်နောက်ပြီးတော့ဒီအဝိစားတွေအကြောင်းမပြောခင်အရေးကြီးဆုံးအချက်ပေါ့နော်တည်ထားတဲ့အချက်ကတော့ဒါကျွန်တော်ကိုတွေလည်းပါတယ်ကျွန်တော်ရဲ့အမြင်လည်းပါတယ်ပေါ့နော်ဘာလဲဆိုတော့ခန္ဓာကိုယ်ပေါ့နော်ခန္ဓာကိုယ် fit ဖြစ်ရင်တော့အဝိစားဝတ်တဲ့အခါမှာပိုကောင်းတယ်ဘာလို့လဲဆိုတော့ဗျာကိုကအရန်ပိန်တာပဲဖြစ်ဖြစ်အရန်ကြီးဝတာပဲဖြစ်ဖြစ်အဲ့လိုဖြစ်တဲ့အခါမှာအဝိစားယူရတာတွေကတော်တော်တိုင်ပတ်တယ် ကျွန်တော်ရဲ့ကိုရီးပေါ့နော်ကျွန်တော်ငိုတော့ဆိုတော့အေးဟမ်းပိန်နေတော်တော်ပိန်နေဒီတက်တောင်ပိန်သေးတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ဗျာကျွန်တော်ဒီအင်ကြီးရွေးတာပဲဖြစ်ဖြစ်ဘောင်းမရွေးတာပဲဖြစ်တစ်ခါလေစိုက်မရှိတာတော့အရင်ကြီးနေတာတော့ခါတော်ပြီးတော့ခြေစလုံးကပွားနေတာတော်တော်ကိုတိုင်ပတ်တယ်ပေါ့နော်ဘာလို့ဆိုတော့အရန်ပိန်တာ哦အရန်ဝသွားတယ်ဆိုလို့လည်းမကောင်းဘောเนาะဘူဆိုးတယ်အဲ့လိုဘိုက်ပူနေတာလို့ဘာလို့ပေါ့ဗျာဟို body shaming တော့လောက်တာမဟုတ်ဗျာခန္ဓာကိုယ် fit ဖြစ်ရင်အဲခန္ဓာကိုယ်တောင့်တောင့်တင်းတင်းဖြစ်တယ်ဆိုရင်အဝိဇ္ဇာဝိရတာလည်းပိုလာတယ် လူလက် confident ပိုရှိတယ်။ဒါကြောင့်ကိုကအရန်ပိန်တာဖြစ်ဖြစ်ဝါတာပဲဖြစ်ဖြစ်အဲခန္ဓာကိုယ်ပြောင်းလဲကြည့်ပေါ့နော်။ကျွန်တော်လည်းအတတ်နိုင်ကျွန်တော်ပြောင်းလဲအောင်လို့ကြိုးလို့ကြိုးစားနေတာပဲပေါ့နော်။အာလုပ်ကြပါ။ဖြည်းဖြည်းနဲ့တော့ပြောင်းလဲလာမှာပေါ့နော်။ ါဒါကကျွန်တော်ရဲ့အမြင်ကိုပြပြပေးတာနောက်ထပ်တစ်ချက်ကတော့ဒါ foundation အခြေခံပေါ့နော် basic တည်းအကြောင်းပေါ့နော် basic ကလည်းအရင်ကိုရေးကြည့်တယ်ဘယ်မှာပဲဖြစ်ဖြစ် basic ကကျွန်တော်အကုန်စရတာဟိုအဝေးစားမှာဆိုတော့ basic တွေရှိတယ်အာအခြေခံရှိကိုရှိတဲ့အဝေးစားတွေရှိတယ်ပေါ့နော်ကျွန်တော်ယောက်ျားလေးဒီမှာဆိုရင်အဲ့ဒီ basics ကဘာတွေလဲဆိုရင်ဒါကျွန်တော်ရဲ့အမြင်ပေါ့ကျွန်တော်ကြောက်တဲ့အမြင်ကိုပြောရရင် t-shirt ပေါ့နော် t-shirt ပြောင်း fit ဖြစ်တော့ပိုကောင်းတယ် အဲပေါ့စီဖြစ်လေရပါတယ်မဆိုးပါဘူးလူငယ်ဆိုတော့ပေါ့စီကြိုက်တယ်ဆိုရင်ရတယ်အဖြူအမဲပေါ့နော်ဒီကောင်းလေး basic တပဲ။ကောင်းလေးကပြီးတော့ဘာနဲ့လဲတွဲဖို့ပဲရတယ်။ပြီးနေအဲ့ဒီ shell လက်ရှိပေါ့နော် shell လက်ရှိတစ်ထည် shell လက်ရှိကကျွန်တော်ဒီ collar နဲ့ check ကဲနောက်ပြီးတော့ကျွန်တော်မြန်မာတွေပေါ့နော်မြန်မာလူမျိုးဖြစ်တဲ့အတွက်ကျွန်တော်ပွဲတွေပါတွေတွားတဲ့အခါလိုအပ်မဲ့ဒီ stick collar အဖြူပေါ့နော်ဒါလေးလဲဒီလက်ရှိရှိနေတယ်အလက်တူဆိုရင်တော့အကိုကကမ်ကော်လာကြိုက်တယ်ဆိုရင်မှဒီမှာဒီမှာပြတာပေါ့နော်ကမ်ကော်လာဆိုတာဒီလိုမျိုးကော်လာအပြားလေးနဲ့လीအဲ့ကော်လာလေးနဲ့ဆိုရင်တော့ပို့ပြီး recommend ပေးတယ်ဘာကြောင့်လဲဆိုတော့သူကဒီအောက်ကတကုတ်ခုနဲ့ပဲခံဝဲဝဲနွေရာဒီပဲဝဲဝဲဒီကောင်းလေးရဆန်းဆန်းလေးနဲ့ကြည့်လို့လည်းကောင်းတယ်အပြင်တော့ဒီပို့လို့ပေါ့နော်ပို့လို့ကြိုက်တယ်ဆိုရင်ကိုကလူကြီးဆန်းဆန်းတစ်ခါလေးအာ smack cash ရွေးဝတ်တော့မယ်ဆိုရင်တော့ဒီ polo ကလည်းရှိတဲ့အထင်မှာပါတယ်ဒါ visit တယ်เนาะကျွန်တော်ပြော visit တယ်နောက်ပြီးတော့ ပစိုးပေါ့နော်ပစိုးကောင်းကောင်းတထဲအဲမင်္ဂလာဆောင်ပွဲတွေပါလေတကယ်အဲလိုသွားမယ်နေရာတွေပစိုးကောင်းကောင်းထဲလို့မယ်အဲဘောင်းမီဆိုရင်တော့ဂျင်းပေါ့နော်ဒါအရေးကြီးတဲ့ဂျင်းဂျင်းကတော့ black မဲရဲ့နောက်ပြီးတော့နောက်အခြားအယောင်ကြိုက်တယ်ဆိုရင်တော့ဂျင်းအပြာပေါ့နော်အပြာရင်ပေါ့နော်အပြာအနုကတော့နည်းနည်းလေးဟိုဖြစ်တယ်သူကအစွန်းအထင်းသိမ့်မခံတော့လေအပြာအရင်တော့ကျွန်တော်ပို့ပြီး recommend ပေးတယ်အဂျင်းကအနှစ်ယောက်ဆိုရတယ်ပြန်တော့ကျွန်တော် smart trouser တွေပေါ့နော်ကျွန်တော်ဒီမှာ style pant လို့ခေါ်မှာပေါ့နော်အ style bomb မီရေအ style bomb မီစီဆိုရင်လည်းတော်လေး smart ကြရတယ်တကယ်ပွဲတွေပါတက်မယ်ပုံစံမျိုးပေါ့နော်အဲလို smart trouser တွေအကောင်ဆိုရင်လည်းအခုကြိုက်တဲ့အကြောင်းပေါ့နော်ကျွန်တော်ကတော့ recommend ပေးတာတော့ဒီ အမဲနောက်ပြီး beige ပေါ့နော် beige တခါလေးကို navy ကြိုက် navy အာဒီ၃ယောက်ပေါ့နော်၂ယောက်လောက်ရှိဆိုတဲ့အဆင်ပြေတယ်။နောက်ပြီးရင်ဒါကဘောင်းမီပိုင် ပေါ့နော်အဲနောက်တဲ့တစ်ခုကတော့ဘောင်းမီတူဘောင်းမီတူကလည်းဘောင်းမီတူကောင်းကောင်းလေးတစ်ထည်ကလည်းရှိတင်တယ်ပေါ့နော်ဘလို့ဆိုတော့ကျွန်တော်နိုင်ငံအရန်ပူတာ哦တခါလေးကြကိုကဘောင်းမီတူနဲ့အပြင်သွားခြင်းနဲ့ဆိုရင်လည်းဘောင်းမီတူကောင်းကောင်းတစ်ထည်ကတော့လိုရယ်ပေါ့နော်ပြီးတော့ဒီဖနက်ပေါ့နော်ဖနက်ကတော့ဒီမှာမြန်မာနိုင်ငံဖြစ်တဲ့ဆလစ်ပါကောင်းကောင်းတည်းရဲ့အာထပါတော့ကိုကဒီ စလီပါကိုမှဂရီပါတို့ပါတို့ဘောနာရာသီလိုက်ပါညာဒါတော့ကောင်းကောင်းလေးတည်ရန်ပေါ့နော်စလီပါအချိန်ညက်ဖက်နဲ့ကောင်းကောင်းတည်ရန်ကဲကိုကရှူးတွေပါတွေစီးရတယ်ဆိုရင်လူငယ်ဆိုရင်တော့စနီကာကို all white ပေါ့နော်အာဒီစနီကာအဖြူအပင်လေဒါရှူးလေဒါရှူးဆိုတာဒီကျွန်တော်ကတော့အကြိုက်ဆုံးကျွန်တော်အကြိုက်ဆုံးတော့ဒေါက်တာမာတင်1401ကြိုက်တယ်အာလက်ရှိကြိုက်တယ်ဆိုတော့လက်ရှိတမျိုးပေါ့နော်အဲ့လိုလေဒါရှူးရဲ့အပင်ဒီစနီကာအဖြူရဲ့ပေါ့နော်ပြီးရင် စလစ်ပါတယ်ဒါဆိုရင်တော့ဟို basic တွေဒါရေလုံးဝ basic တွေပေါ့နော်ဒါတွေကိုမှအကုန်လုံးရှိပြီးပြီဆိုမှအခြား training ဖြစ်တဲ့ဟာတွေအခြား coaching တဲ့ဟာတွေကိုတဖြည်းဖြည်းနဲ့ ထပ်ပြီးတော့စုသွားပါတော့အခြေခံကတော့အရင်ရေးကြည့်ပါတယ်အခုတော့တော်တော်ကြားနေပြီနော်အခြေခံအကြောင်းပြောရတယ်နောက်တစ်ချက်ကတော့ဒါကာလာတွေအကြောင်းပေါ့အယောင်တွေအကြောင်းပေါ့နော်ကာလာကလည်းအရင်ကိုရေးကြည့်တယ်ဒီကာလာအကြောင်းလည်းကျွန်တော်ခဏခဏတော့ပြောပြပါတယ်တို့ယောက်ျားလေးဒီအတွက်ဆိုရင်တော့ကျွန်တော်ကတော့ neutral color ပဲကျွန်တော် recommend ပေးတယ် neutral color ကအကောင်းဆုံးပဲပေါ့နော် neutral color ကပြီးတော့သူ့အတူတဲ့အလုပ်ဖြစ်တယ် neutral color ကဥမာအဖြူအမဲဆိုရင်ဒါ neutral color လို့ပြောလို့ရတယ်ကျွန်တော်တို့ပေါ်ပေါ်က t-shirt အဖြူအောက်ကဘောင်းမီအမဲ ပြီးပြီအေးစစ်စစ်ပဲเนาะလုံးဝဒီ outfit ကအရင်ယူလည်းမယူဘူးအဲကြည့်လို့လည်းတော်တော်လေးကောင်းတယ်ဟာ neutral color တွေရဲ့အကျိုးကျေးဇူးလို့ပြောလို့ရတယ်ပေါ့เนาะဒါကြားလေးတွေမှရှိသင့်တဲ့ neutral color တွေဆိုရင်ကျွန်တော်အဖြူရှိမယ်အမဲရှိမယ်နောက်ပြီးကျွန်တော် brown အညိုနောက်ပြီး care ပေါ့เนาะ navy ပြီး olive အစိမ်းပုတ်လားအဲ့လို olive ဒီရောင်တွေကကြာ neutral color တွေပြောလို့ရတယ်ပြီးတော့ဒီ neutral color တွေကလည်းကျွန်တော်ဘယ်အရောင်နဲ့ပဲတွဲဖို့ပဲ အကုန်လုံးအလုတ်ဖြစ်တယ်ပေါ့နော်ဟိုကအခြားကာလာကြိုက်တယ်ဆိုရင်တော့နည်းနည်းလေးတော့စဉ်းစားပေါ့နော်ဥမာထားပါတော့ဒီလိန်မော်ရောင်တို့ဘာလို့ဆိုရင်ကျွန်တော်တို့အာဒီ outfit တွေ့ဝေးရတော်တော်ကိုခတ်တယ်ပေါ့နော်လိန်မော်တို့အဝါတို့လေအဲအဝါတို့အဲလိန်မော်ရဲ့လို့ pop ကာလာတွေပေါ့နော် neon ကာလာတွေဆိုရင်အရင်တွက်ဝေးရတာခက်လို့ပေါ့နော်ဒါကြောင့်တကယ်လို့အင်ကြီးအယောင်တွေရွေးရမယ်ဆိုရင်တော့ဒီ neutral color တွေကိုရွေးပါ neutral color တွေ ချီပြီးကိုကနောက်မှဒီအယောင်ဆန်းဆန်းလေးတွေ which နဲ့ဆိုမှဒါအယောင်ဆန်းဆန်းတွေ try ကြည့်ပေါ့နော်အရေးကြီးဆုံးကတော့ neutral color တွေကိုမှရှိထားဖို့လိုတယ် neutral color တွေကလည်းယောက်ျားလေးတွေနဲ့အလိုက်ဆုံးလို့လည်းပြောလို့ရပါတယ်ဒါတော့အယောင်အကြောင်းနောက်တစ်ချက်ကတော့ကျွန်တော်တို့ရဲ့ဒီ outfit တွေကျွန်တော်တို့ရဲ့အဝတ်အစားပုံစံတွေပုံမိုက်ခြင်းနဲ့အထာကျခြင်းနဲ့ဆိုရင်ကျွန်တော်ဘာလို့လို့ရလဲဆိုကျွန်တော်ခိုးလို့ရတယ်ပေါ့နော် copy လို့ရတယ်ပြောတာနော်ခိုးတာအေးမြန်မာလိုခိုးတယ်ပေါ့ဗျာခိုးပါကျွန်တော်တယောက်တည်းရကတော့အကုန်ခိုးနေကြတာပေါ့ဗျာနော်အတူခိုးတာကိုပြောတာနော်အတူခိုးလို့ရတယ်ရှိမှာက social media တို့ဘာလို့မှအရင် န်ခေစားပါတယ်ဒီ Instagram တို့ပါလို့ဆိုမှတက်ကြည့်လိုက်ပါတော့ဟိုရှာကြည့်လိုက် man outfit အဲ့လို man outfit idea တို့ TikTok တို့ကျွန်တော်ဒီ Instagram တို့မှာရိုက်ရှာကြည့်တယ်အများကြီးကြားလာလိမ့်မယ်အဲပြီးရင်အမှကြည့်ကြည့်လိုက်အမှကကိုယ်နဲ့ကိုယ်မျက်စိကြားတဲ့ဟာအခုစိတ်ထဲမှာသဘောကြားတဲ့ဟာပေါ့ရောက်ရောက်ကတော့မတူနိုင်ဘူးအဲဒီထဲမှာမှာကိုယ်သဘောကြားတဲ့အဲတယောက်နှစ်ယောက်ဆယ်လေးပဲဖြစ်ဖြစ်ဒီ model ပဲဖြစ်ဖြစ် influencer ပဲဖြစ်ဖြစ်ပေါ့နော် သူတို့ဝိတ်တဲ့ဟာတွေလိုက်ကြည့်ထား save ထား screenshot ရိုက်ရင်ရိုက်ထားပေါ့နော်အဲပြီးရင်အဲ့လိုပုံစံမျိုးလေးတွေကို try ကြည့်ပေါ့နော်တဖြည်းဖြည်းနဲ့တော့ကိုယ်နဲ့လိုက်လားမလိုက်လားကိုယ်ကြိုက်လားမကြိုက်လားတဖြည်းဖြည်းနဲ့သူတို့ပုံစံတွေလိုက် try ကြည့်မယ်ကိုယ်အကြိုက်နဲ့ကိုယ်ကို match match လုပ်ရင်းနဲ့ပဲတဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ဒီ fashion sense ကတဖြည်းဖြည်းနဲ့တိုးတက်လာမှာပေါ့နော်ဒီတော့ဒီလိုမျိုးသူများရှိရနေ copy ပါခိုးပါဘာမှဖြစ်ဘူးเนาะအကုန်လုံးကတော့တရားနဲ့ရခိုးနေကြတာပဲပေါ့เนาะဟုတ်တယ်မလား ဒါပဲစာအုပ်လဲဆိုတော့ still like the artist လာအဆောင်လေအဆောင်ထဲရပါတော့အကုန်ခိုးကြိုက်ရင်ခိုးတော့ကိုဘာမှမဖြစ်ဘူးချာကျွန်တော်လည်းကြိုက်ရင်ကျွန်တော် copy လဲကိုးတယ်ဘာဖြစ်လဲပြီးတော့ကို idea နဲ့ကိုပြန်ပေါင်းပေါ့ဗျာနော်ပြောရင်ပြောရင်လည်း video ကြီးရအရင်ရှည်သွားလောက်ပြီပေါ့နော်ကျွန်တော်ပြောချင်တဲ့ချက်တွေတော့အများကြီးရှိသေးတယ်ကျွန်တော်ပတ်တူးထပ်လုပ်ပေးဦးမယ်ပေါ့နော်ပတ်တူးထပ်ရိုက်ပေးဦးမယ်ဒီ view ထဲမှာတော့နောက်ဆုံးအချက်ကကျွန်တော်ပြောချင်တာကတော့ quality အကြောင်းပါ quality ကအရင်အရေးပါလာတယ်ပေါ့နော်ငငယ်တုန်းကတော့ကျွန်တော်တိတ်ပြီးတတိမထိုင်မယ်နည်းနည်းကိုကအသက်ရွယ်တစ်ခုရောက်လာတဲ့အခါမှာ quality ကအရင်စကားပြောတယ်ပေါ့နော်ထားပါတော့ဗျာကျွန်တော်ဒီစွတ်ကျဲတဲ့ကိုကျွန်တော်ရောင်းနေကျွန်တော်ရောင်းနေစွတ်ကျဲတဲ့ဆို2000ကျော်တယ်ဟုတ်တယ်တကယ်2000ကျော်တယ်ပုံမှန်ကျွန်တော်ဒီရက်ကွက်ထဲမှာရောင်းနေစွတ်ကျဲကอืมဘယ်လောက်ရှိမလဲ9600ပေါ့ဗျာအဲ့လောက်တော့ရှိမယ်ထင်တယ်เนาะကျွန်တော်သိမသိလို့ဒါပေမဲ့အဲ့မှာ quality ကဘာစကားပြောလဲဒီ9600တန်းစွတ်ကျဲကကျွန်တော်ဘယ်နှခါဝေးရမလဲ ရောနှစ်ခါသုံးခါလောက်ရေလျှော်ပြီးရင်ဒီစွတ်ကြဲတွေက ရှီလာတာရှိတယ်ဒါကျွန်တော်ကိုယ်တွေနော်တိုတက်လာတာရှိတယ်အာပြီးရင်ကြေမွသွားတာရှိတယ်အဲ့လိုတွေဖြစ်တယ်ပေါ့နော်အခုဒါမဲ့ကျွန်တော်အခုရောင်းတဲ့စွတ်ကြဲ quality ကကျွန်တော်အမြဲတမ်းလည်းဝတ်တယ်တော်တော်များများလည်းဝတ်တယ်လျှော်လည်းလျှော်တယ်ခဏခဏပဲကျွန်တော်နေ့တိုင်းစွတ်ကြဲဝတ်တော့အဲ့စီစွတ်ကြဲခဏခဏလျှော်တယ်ဒါမဲ့တိုတက်သွားတာဒီအာဒီအမွှားထွက်လာတာဒီအဆထွက်လာတာဒီလုံးဝမရှိဘူးပေါ့နော်ဒါကြောင့် quality ကအရင်အရေးကြီးပါတယ်ကိုသုံးမဲ့ budget နဲ့ကိုရနိုင်မဲ့ quality ကိုအကောင်းဆုံးဝယ်ပေါ့နော်ကို budget နဲ့အကောင်းဆုံး quality ကိုဝယ်ပါဒါမှလည်းရည်ရှိလဲခံတယ်ကို့အတွက်လည်းစိတ်ချမ်းသာတယ်ပေါ့နော်အာပတ်စံကုံအားကျိုးရဲ့နှက်ပါတယ်ကဲဒီ video ကတော့ဒီလောက်ပါပဲဒါဝတ်ဝတ်တက်စားတတ်ဖို့ကောင်းကောင်းမွန်မွန်လေးအာဝတ်စားတတ်တဲ့လူငယ်တယောက်ဖြစ်ဖို့တည်ထားတဲ့အချက်လေးတွေကိုပြောပြတာပါ လိုအပ်ရှိတယ်ကျွန်တော်အောက်မှာ comment မှာမှန်ခဲ့ပြီလို့ရပါတယ်။အကျွန်တော်ပတ်တူးထပ်လို့ပြပါဦးမယ်။အလုံးကျေးဇူးအများကြီးတင်ပါတယ်။ view ဆိုင်ကြပါ။တဒါ